မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ဟာလီခွေစကန်တိုက်ပွဲမှာလက်နက်ချဖို့ညှင်းဆန်တဲ့စကားစဗိုလ်ကြီးကိုတပ်သားတွေကပြစ်တတ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ် တနင်္သာရီတိုင်းဒဝေခရိုင်ဒဝေမြို့နယ်မောင်မေဆောင်ကြီးရွာအနီးမှာဖြစ်ပွားတဲ့ဟာလီကွိတ်စကန်တိုက်ပွဲမှာလက်နက်ချဖို့ညှဉ်းဆန်ခဲ့တဲ့စကားစဘူကြီးကိုတပ်သားတွေကနောက်ကနေပြစ်တက်ခဲ့တယ်လို့သိရပါတယ်ပြီးခဲ့တဲ့ AB 26ရက်မနက်မှာမောင်မေဆောင်ကြေးရွာအနီးရေးတဝဲအမတ်ရှိပြည်အောင်စုလမ်းမပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ဟာလီကွေစကန်ကိုဒေါ်လန်ရီတပ်ဖွဲ့တွေကတိုက်ခိုက်စဉ်စာကာစာဘက်ကဗိုလ်ကြီးတအုပ်သိမ်းဆုံးပြီးစာကာစာ16ဦးကိုလက်နက်ခဲယမ်းတွေနဲ့အတူဖမ်းဆီးရမိခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲမှာစာကာစာတပ်သားတွေကစာကာစာဗိုလ်ကြီးရဲ့နောက်ဆေးကိုတနက်နေ့ပြစ်ခတ်တပ်ဖြတ်ပြီးလက်နက်ချခဲ့တာလို့ပြူဟာ33စစ်စင်ရေးမှူးစောဒါကိုကလည်းအတည်ပြုကြောင်း PPTV ကဖော်ပြပါတယ်။ဟာလီကွေစကန်တိုက်ပွဲကိုတဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒူယာကစစ်ကြောင်းဦးဆောင်မှုနဲ့ ောနာတရင်ချိန်မုံရေးတက်ခွဲခုနေ NPF ရေပြူပြည်သူ့ကာကွယ်ရေးတက်ခွဲ YPPDF KNU တမဟာလီတရင်စနစ်တက်ခွဲငါ OO စစ်ကြောင်း DGRF TPLF SGDF Federal ဒူဝန်ကျဲတက်ခွဲအရှိတော်ပြည်သူ့ကာကွယ်ရေးအင်အားစုတို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မူးမြို့နယ်တွင်စစ်တပ်အထိုင်ချတက်ဆွဲထားသောခြေရွာ၅ခုကို KNL ဦးဆောင်သောတော်လန်ရေးပူပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်မှုစစ်တပ်ဘက်မှဒုတက်ရင်မှုတို့နဲ့အရာခံဖို့တို့အပါအဝင်တည်ဆုံးသူများပြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပဲခူးတိုင်းမူးမြို့နယ်တွင်အကျန်းဖက်စစ်တပ်အတိုင်းချတပ်ဆွဲထားသောခြေရွာ၅ခုကို KNL ဦးဆောင်သောတော်လန်ရေးပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ရာစစ်တပ်ဘက်မှဒုတက်ရင်မှုတဦးနှင့်အရာခံဗိုလ်တဦးအပါအဝင်တိစုံသူများပြခဲ့ကြောင်း KNU ဗဟုကထုတ်ပြန်ထားပါသည်။ဧပြီလ28ရက်နေ့မနက်တနာရီကန်တွင် မိုးမြို့နယ်အတွင်းအကျန်းဖက်စစ်တပ်၏ခလာရ60နှင့်ခလာရ83ပူးပေါင်းတပ်ပေါင်းစုမှစစ်ကောင်စီတပ်သားများထိုးစစ်ဆင်ကခြေကုပ်ယူထားသည့်နေရာများဖြစ်သောနောင်ကုန်းရင်းတိုက်ကုန်းရံမျိုးအောင်ရွာကြီးအင်းကျွန်းကုန်းနုကလောတောင်စုကျေးရွာများကို KNL ဦးဆောင်သောတော်လန်ရေးပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းယူရှင်းလင်းနိုင်ခဲ့ကြောင်းသိရှိရပါသည် ထိုတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ဗတ်မှဒုတက်ရင်မှုတအုပ်အပါဝင်အရာခံဘုတအုပ်ကြဆုံးကအများအပြားထိခိုက်ဒေဆုံးမှုရှိပြီးလက်နက်ခဲယမ်းများစွာလည်းသိမ်းဆီရမိခဲ့ကြောင်းသိရှိရပါသည်အကြမ်းဖက်စစ်ကောင်စီတပ်များခြေရွာတွင်တက်ဆဲထားမှုကြောင့်ပြည်သူများသည်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရပြီးဒုက္ခမျိုးစုံဖြင့်ကြုံတွေ့နေရကြောင်း KNU ဗဟိုရဲ့ပြောဆိုချက်အရသိရှိရပါသည် နေပြည်တော်တွင် စကိုင်းကလင်ကြီးကြောင့်ပျက်စီးသွားသော ရုံးဌာနအဆောက်အုံများကိုမူလတိဆောက်ခဲ့သောကုမ္ပဏီများကပြင်ဆင်တိဆောက်ပေးရမည်ဟုစစ်ကောင်စီကတရားဝင်ကြေညာပါသည် ယမန်နေ့အနီးပြည်တော်တွင်ပြုလုပ်သောအဆောက်အဦများပြန်လည်အသုံးပြုပြင်ရင်းနှင့်အသည့်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ၏ပထမအကြိမ်လုပ်ငန်းညီနိုင်အစည်းအဝေးတွင်ကော်မတီဥက္ကဋ္ဌကာကွယ်ဝင်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်ဤကရင်းသို့ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ကြောင်းစစ်ကောင်စီ၏ဝါဒဖြန့်တင်းစာများတွင် ဖော်ပြထားပါသည် နေပြည်တော်တွင်မလ28ရက်နေ့ကလှုပ်ခတ်ခဲ့သောသခိုင်းငလင်ကြီးကြောင့်အစိုးရဝင်ကြီးဌာနအဆောက်အုံများပြိုကျပျက်စီးခဲ့ရာတွင်နီလန်သုံးသွယ်ဖြင့်ပြင်ဆင်တိဆောက်သွားမည်ဖြစ်ကြောင်း၎င်းတို့အ내ရုံးဌာနအဆောက်အုံများကိုပြင်ဆင်ရန်မူလတိဆောက်ခဲ့သောကုမ္ပဏီများကိုတာဝန်ပေးဆောင်ရွက်ခြင်းဖြစ်ကြောင်းကာကွယ်ရေးဝင်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးကဆိုပါတယ်သခိုင်းငလင်ကြောင့်နေပြည်တော်တွင်ပြိုကျပျက်စီးခဲ့သောအဆောက်အုံများစွာအ내မှသမရအိမ်တော်မှအေဒင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးချစ်ခိုင်ကတာဝန်ယူတိဆောက်ခဲ့ ဲ့ခြင်းဖြစ်ပြီးဒုတိယသမရနေအိမ်များနဲ့လွတ်တော်ဥက္ကဋ္ဌနေအိမ်များမှာထူးကုမ္ပဏီပိုင်ရှင်ဦးတေဇာကတာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။နေပြည်တော်ရှိငလင်ကြောင်ပြိုကျပျက်စီးသွားသောဝနသိတိအားကစားရုံမှာမက်စ်မြန်မာကုမ္ပဏီပိုင်ရှင်ဦးစောစောကတာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။နေပြည်တော်လွတ်တော်အဆောက်အအုံမှာမူ AC ကုမ္ပဏီပိုင်ရှင်ဦးတင်ဆန်းကတည်ဆောက်ခဲ့ခြင်းဖြစ်ပြီးဦးတင်ဆန်းမှာစစ်ကောင်စီကိုဆက်သွယ်တော်ခြင်းမရှိဘဲတင်းရှောင်သွားကြောင်းသိရှိရပါတယ်။ ဘိုးချုပ်ကြီးဟောင်းရွှေမဲဤသားဒိုးနိုင်မန်းအောင်တမန်းနေပြီးတော့ကောင်းစီဝင်ဘူမူကြီးဟောင်းတင်းညွဤသားကုမ္ပဏီများ ဝင်းမြူရင်နဲ့စိုက်ပျိုးရေးဝန်ကြီးဌာနဟာဥမမောင်သိန်းဤသားကုမ္ပဏီများအပါအဝင်နေပြည်တော်ဆောက်လုပ်ရေးလုပ်ပိုင်ခွင့်များရရှိခဲ့သောစေဘိုလ်ချုပ်ဟောင်းများ၏မိသားစုဝင်များနှင့်အတိုင်းဝိုင်းများမှလည်းတိန့်ဆောင်ကုန်ကြပြီးတချို့သာစစ်ကောင်စီကိုပြန်လည်ဆက်သွယ်ကြောင်းသိရှိရပါသည်။ငလင်းကြောင့်လေးစိတ်ဆက်သွယ်ရေးတာဝန်တိုင်းပြုကြပြီးနေပြည်တော်လေးစိတ်ဧကမ်းမှပြုကြမှုအတွက်အဓိကတာဝန်ရှိသူမှာအေရှာဝေါကုမ္ပဏီပိုင်ရှင်ဦးထွန်းမြင့်နိုင်ဖြစ်ပြီးအေဝမ်ဆောက်လုပ်ရေးကုမ္ပဏီဦးအိုက်ထွန်းပိုင်သောရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီ နီနဲ့ဥဇော်ဝင်းရှင်ပိုင်သောဟင်းတာအေယာကုမ္ပဏီတို့မှလည်း၎င်းတို့တိစောက်ခဲ့သောဝင်ကြီးဌာနရုံးများနဲ့စီယုံအဆောက်အအုံများတွင်ပြင်ဆင်တိစောက်ရမည်ဖြစ်ကြောင်းသိရှိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့တောင်သာတွင်နေရက်ဆက်တိုက်တိုက်ပွဲဖြစ်ပြီးစစ်သားအလောင်း၅လောင်းစစ်တုံးပန်း၂ဦးနဲ့အတူလက်နက်ခဲယမ်းများသိမ်းဆည်းရရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းဒေသကြီးမြင်းချံခရိုင်တောင်သာမြို့နယ်အတွင်းကိုဝင်ရောက်လာသောစစ်တပ်စစ်ကြောင်းကိုနေရက်ဆက်တိုက်တိုက်ခိုက်ချိန်မုန်းခဲ့ရာစစ်သားအလောင်း၅လောင်းစစ်တုံးပန်း၂ဦးနဲ့အတူလက်နက်နှစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်းဗကန်ဘလူးတပ်ဖွဲ့မှတာဝန်ရှိသူတို့အုပ်ကပြောကြားပါရယ်။ ဧပြီလ26ရက်နေ့ညဦးမြို့နယ်နဲ့ငသိအောင်မြို့နယ်အတွင်းမှာစစ်သားရဲပြူစောတိများပူးပေါင်းကာအင်အားတရာကျော်ခန့်ဖြင့်တောင်သာမြို့နယ်အနောက်ခြမ်းသို့စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်းထို့သို့ဝင်ရောက်လာသည့်စစ်ကြောင်းကိုဧပြီလ28ရက်မနက်ပိုင်းမှာတရားရွာမှာတောင်ခမောက်ကျေးရွာသို့စစ်ကြောင်းထိုးလာစဉ်ဒေါ်လန်ရီပူးပေါင်းတပ်ဖွဲ့မှလက်နက်ကြီးလက်နက်ငယ်များဖြင့်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်တရားကျေးရွာကနေတောင်ခမောက်ဘက်ဝင်လာတဲ့အချိန်လမ်းမှာရှိပြီးကင်တက်စိတ်တွေ့ပြီးတိုက်ပွဲဖြစ်တာကတနအိကျော်ကျော်လောက်ကြာ ါတယ်လက်နဲ့ခရံပြက်သွားလို့ခဏပြန်ဆုပ်ပေးလိုက်ရပေမယ့်ကျွန်တော်တို့ဗကန်ဘလူးတက်ရောက်လာတဲ့အချိန်မှာထပ်ပြီးတိုက်တာနိုင်ဝက်ကြော်ကြော်လောက်ကြတယ်လေချောင်းပစ်ကူလာလို့ပြန်ဆုပ်ပေးလိုက်ရပါတယ်ဟုဗကန်ဘလူးတက်ဖွဲ့တာဝန်ခံကိုစည်းကပြောကြားပါတယ်ထို့သောတိုက်ခိုက်မှုတွင်အထိနာသွားသော အကြမ်းဖက်စစ်တပ်ကလေချောင်းပစ်ကူခေါ်ကတောင်ကမောက်ကြီးရွာတွင်ဝင်ရောက်တက်ဆွဲပြီးပြည်သူနေအများကိုမိရှုဖျက်ဆီးခဲ့ကြောင်းသိရပါတယ် ထို့နောက်ဧပြီလ28ရက်မနေ့ပိုင်းမှာတောင်ခမောက်ကျေးရွာမှာကြောက်ပရောင်ကျေးရွာမြို့နယ်ကြောက်ပရောင်မြို့နယ်ထောက်ရှာကျေးရွာတို့ထပ်မံစစ်ကြောင်းထိုးလာစဉ်ထောက်ရှာပင်ကျေးရွာအနီးရောက်ပြည်သူကားဝေးပူးပေါင်းတပ်ဖွဲ့မှထပ်မံတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲ၃နိုင်ခန့်ကြာမြင့်ခဲ့ကြောင်းအထင်နာသွားသောအကြမ်းဖက်စစ်တပ်က၄ချောင်းပစ်ကူ၆ချောင်းယူကာကစင်ကရားဖြင့်ငတ်တရောင်မြို့ဘက်ကိုဆုတ်သွားကြောင်းသိရပါသည်။ရှင်တို့နှစ်ရက်တာတိုက်ပွဲတွင်ရဲတပ်ချက်အလောင်းအပါဝင်စစ်ကောင်စီစစ်ကောင်စီတပ်သားအလောင်း၅ ောင် M22 အမျိုးသားတနက်နှစ်လက် KM များနဲ့တူစစ်တုံးပဲနှစ်ဦးအရှင်ဖမ်းမိခဲ့ကြောင်းထို့အပြင်စစ်ကြောင်းအားဦးဆောင်သူစစ်ကြောင်းမှုအပါအဝင်စစ်သား43ဦးထိခိုက်ဒဏ်ရာရရှိပြီးစစ်ကြောင်းမှုမှာဝဲလောင်စေယုံတို့ပို့ဆောင်ကူတထားကြောင်းသိရပါတယ်အဆိုပါတိုက်ခိုက်မှုကို ပကံပြေဘလူးတပ်ဖွဲ့ပေါ်ပါ Protection and Guerrilla Force PPGF ်ညာဦးခရိုင်တပ်ရင်းကမြင်းချံခရိုင်တပ်ရင်းတို့ရန်ကြီးအောင် PDF ညာဦးမြို့နယ်ပကပ21ဗကန် PDF မိုးမခပြောက်ကြားတက်တောင်းရင်တွေတက်ဖွဲ့ဂလုံးပြောက်ကြားတက်မန်းမခိုင်ပြည်သူကာကွယ်တက်ဖွဲ့ညာဦးခရိုင်ပကပပြည်သူလွမြောက်ရေးတက်မတော် PLA အမတ်815တက်ဖွဲ့အနောက်မြောက်စစ်ဒေသ Scorpion တောင်းတာပကပပုပ်ပါ PGF နဲ့နပါတာ904တက်ရင်တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်